မင်္ဂလာပါအခုချိန်အစပြီးတော့အော်တိုဝါလာ29ရက်နေ့ဗုဒ္ဓနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ တအန်းဒေတာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့သဘောတူညီချက်တရက်ထွက်ပေါ်လာတဲ့သတင်းနဲ့စပါမယ်။တအန်းတက် TNL နဲ့စစ်ကော်မရှင်တပ်တို့ဟာအောက်တိုဘာလ29ရက်နေ့ဒီကနေ့မနက်ပိုင်းကစပြီးတော့နှစ်ဖက်အပြန်အလှန်အပြစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လာပါတယ်။အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရဲ့အဓိကအရေးပါတဲ့အချက်တွေထဲမှာတော့တအန်းတက် TNL အနေနဲ့ဒီမိုးကုတ်နဲ့မိုးမိတ်မျိုးနယ်တွေကနေသမတ်ကာလအတွင်းမှာ ံပြီးတော့စုတ်ခွာပေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ဒါအပြင်နှစ်ဖက်တစ်ဖွဲ့တွေဟာလက်ရှိရောက်နေတဲ့နေရာတွေမှာတပ်တွေကိုချက်ချင်းရပ်တန့်ထားမှာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်ကတန်းဒေသတွေကိုလေကြောင်းကနေပုံကျဲတာနောက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလုံးဝမလုပ်ဖို့သဘောတူခဲ့ကြပါတယ်။ဒီသဘောတူညီချက်ဟာတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းစမ်းမှုနဲ့တရုတ်နိုင်ငံဂူမင်းဒီခွေးမင်းမှာလုပ်တဲ့အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့တွေကကျင်းပတယ် ၉ချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲအပြီးမှာထွက်ပေါ်လာတာပါ တအန်းတပ်ဘက်ကတော့ဒီဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ချာစစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဥဆောင်ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။နှစ်ဖက်ပြစ်ခတ်ရစေးရေးသဘောတူညီချက်ကြောင့်တန်းဒေသခံတွေဟာလေချောင်းရံစိုးရိမ်မှုတွေကနေတကယ်ပဲသက်သာခွင့်ရတော့မလားဆိုတာကိုတော့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီသဘောတူညီချက်ကိုနှစ်ဖက်စလုံးကထိထိရရောက်လိုက်နာနိုင်မလားဆိုတာကိုလည်းဆက်ပြီးတော့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ က္ခိုင်ပြည်အတွင်းအာရခတ်တပ်တော် AA နဲ့စစ်ကော်မရှင်တပ်တို့အကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှစစ်တပ်ဘက်ကအရက်သားပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုံ့ဆော်လာနေပါတယ်။နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ခိုက်မှုတစ်ခုကတော့ AA ကသိမ်းပိုက်ထားတဲ့တောင်ကုန်းမြို့နယ်ထဲမှာပါအောက်တိုဘာလ28ရက်နေ့ညနေပိုင်းကမဟောဒရာဆိုတဲ့ကိုပိုင်အထက်တန်းကျောင်းကို Jet Fighter နဲ့ပုံကျဲခဲ့တဲ့အတွက်အကျောင်းအဆောက်အုံတွေထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေက ပြောပါရယ်အော်တိုဘာလတလအတွင်းမှာပဲဒီတန်တွဲတောင်ကုတ်အမ်ကြောက်ဖြူအပါဝဲမြို့နယ်အများပြားမှာလေချောင်းနောက်ပြီး drone ပြီးရင်ဒီလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်ရှိခဲ့ပါရယ်အထူးသဖြင့်တော့အော်တိုဘာလ26ရက်နေ့က အမ်းမြို့မှာဘုံကျဲမှုကြောင့်အသက်၉နှစ်အရွယ် grade 3ចောင်းသားငယ်လေးတယောက်ခေါင်းနဲ့နံရိုးတို့မှာဒဏ်ရာရပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ဒေသခံတွေရဲ့တုံ့သက်ချက်အရဆိုရင် AA နဲ့တိုက်ပွဲတွေမှာဒီစစ်ကော်မရှင်တပ်ကအထိနာရအကြဆုံးတွေများလာတဲ့အခါမျိုးတွေမှာ AA ကိုအညှိုးထားတဲ့အနေနဲ့တိုက်ပွဲ area နဲ့မသက်ဆိုင်တဲ့အရက်သားတွေနေတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့လာလာတိုက်တာမျိုးတွေလုပ်တယ်လို့ဆိုပါတယ်။ AA ကလည်းရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ ်မှာစစ်တပ်ကရေတပ်အင်အားဖြည့်တင်းတာတွေကို လုပ်နေတာကြောင့်ထိုးစစ်ပြန်ဆင်ဖို့လုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရခိုင်ပြည်သူတွေကိုလည်းစစ်ရေးအထူးတတိရှိကြဖို့အတွက်လိုအပ်တယ်ဆိုပြီးတော့အေအေကတတိပေးချပါတယ် စကိုင်းတိုင်းကလေးမြို့နယ်နဲ့ချင်းပြည်တီးတိမ်မြို့နယ်တို့မှာစစ်ရေးတင်းမာမှုတွေပြန်ပြီးတော့မြင့်တက်လာနေပါတယ်။စစ်ကော်မရှင်တပ်တွေဟာဒီဒေသတွေကိုအင်အားအလုံးအရင်းနဲ့ထပ်ပြီးတော့ဖြစ်တင်းစစ်ကြောင်းထိုးနေတာကိုချင်းတော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်ထားကြပါတယ်။ ချင်းတော်လိုင်းရဲ့အဖွဲ့တွေရဲ့အဆိုအရဆိုရင်ဒီအော်တိုဘာလ28ရက်နေ့ကစပြီးတော့စစ်ကော်မရှင်တပ်ဟာကလေးမျိုးကနေချင်းပြည်တဲ့ကိုစစ်ကြောင်းထိုးဝင်ရောက်နေတာလည်းဖြစ်ပါတယ်အထူးသဖြင့်တော့တိတိမျိုးပေါ်ကိုလေကြောင်းကနေအင်အားဖြည့်တင်းမှုတွေနှစ်ရက်ဆက်တိုက်လုပ်ခဲ့ပြီးအင်အားယာနဲ့ချီဖြည့်တင်းထားတယ်လို့ဒေသခံတွေကခမန်းပြောဆိုကြပါတယ်ဒီစစ်ကြောင်းဟာတိတိမျိုးနယ်ကနေတဆင်ရွေးကောက်ပွဲကျင်းပဖို့တတ်မှတ်ထားတဲ့တိတိဒါမှမဟုတ်တော်လိုင်းရဲ့အဖွဲ့တွေထိန်းချုပ်ထားတဲ့ဖလန်းမျိုးပတ် က်ကိုဥတီလာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ လုံကြုံရေးအခြေအနေတွေကြောင့်ဒီဒေသခံအများစုသွာလာတဲ့ဆိုင်ကယ်လမ်းမတွေကိုလည်းပိတ်ထားလိုက်ပြီလို့စင်းတော်လိုင်းရဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CDF စီးရင်ကထုတ်ပြန်ထားပါတယ်။အာဒီဒီလိုမျိုးပေါ့လေစီရေးလှုပ်ရှားမှုတွေဟာစစ်ကော်မရှင်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲနီးလာချိန်မှာပေါ်လာတာဖြစ်ပြီးတော့ချင်းပြည်မြောက်ပိုင်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့ရွေးကောက်ပွဲမတိုင်ခင်ဖိအားပေးတာဖြစ်နိုင်တယ်လို့လည်းနိုင်ငံရေးလှိလာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။ရှမ်းပြည် အရှိပိုင်းမှာတရုတ်နိုင်ငံပိုင်းကုမ္ပဏီတစ်ခုကမြေရှားနဲ့ရွှေတူပေါ်တဲ့လုပ်ငန်းတွေကိုအကြီးအကျယ်ချဲ့ထွင်နေတာဟာဒေသတွင်းသဘာဝပတ်ဝန်းကျင်ကိုအများကြီးထိခိုက်စေနိုင်တယ်လို့ရှမ်းလူခွင့်ရေးမှန်တိုင်း SHRF ကသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဒီတူပေါ်မှုတွေဟာရှမ်းပြည်အရှိပိုင်းမိုင်းဆက်မြို့နယ်မိုင်းရောက်ဒေသထဲမှာပဲဖြစ်ပါတယ်တရုတ်နိုင်ငံပိုင်း China Investment Mining Company ဟာအဲ့ဒီဒေသမှာဒီမြေရှားတက်ထုနဲ့ရွှေတူပေါ်တဲ့လုပ်ငန်းတွေကို တိတိတတချဲ့ထွင်လာတာကိုဂျူရုဓာတ်ပုံအစ်စ်တွေအရာတွေ့ရတယ်လို့ SHRF ရဲ့အော်တိုဘာလ28ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အဓိကစိုးရင်စရာကောင်းတာကတော့အစိမ့်တင်နိုင်တဲ့ဒီစွန့်ပစ်ပစ္စည်းတွေဟာနှမ်းခုတ်မြစ်ထဲကိုတိုက်ရိုက်စီးဝင်နေတာပဲဖြစ်ပါတယ်။ဒီမြေရှားတတ္ထုအာဒူးဖော်မှုမှာမြေအောက်ကိုဓာတုပစ္စည်းတွေဖိသွင်းပြီးတူးတဲ့နီလန်ကို အသုံးပြုနေတာကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုအရန်ကုန်မှာပြင်းထန်စေနိုင်တယ်လို့ SHRF ကဆိုပါတယ်။ဒီအစိမ့်တင်စွန့်ပစ်ပစ္စည်းတွေဟာဆိုလို့ရှိရင်မြေအောက်ပိုင်းကထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ဒေသခံတွေကိုပါထိခိုက်လာ ာနိုင်တဲ့အတွက်စိုးရိမ်မှုတွေကြီးနေပါတယ်။အော်တိုဘာလအစောပိုင်းသတင်းတွေအရထိုင်းအာဏာပိုင်တွေကလည်းနမ်ခုတ်မြစ်ရေကို စစ်ဆေးတဲ့အခါမှာဒီအာဆနစ်နဲ့ခဲတပ်ပေါ့လေပမာဏက ်တမတ်ဘေးအန္တရာယ်အဆင့်ထက်ကိုကျော်နေတာကိုအကြိမ်ကြိမ်တွေးခဲ့ရတယ်လို့ဆိုပါရယ်မိုင်းရောက်ဒေတာဟာဆိုလို့ရှိရင်ဒီလက်ရှိမှာပေါ့လေဝါပြည်သွေးစည်ညင်ရေးတက်မတော့ UWSA နဲ့မြန်မာစစ်ကော်မရှင်တို့ကပူးတွဲပြီးတော့ထိန်းချုပ်ထားတဲ့နေမြေဖြစ်တာကြောင့်ဒီလုပ်ငန်းတွေကိုလုတ်ကင်ဖို့အတွက်ဆိုရင်နှစ်ဖက်စလုံးရဲ့ခွင့်ပြုချက်လိုအပ်တာဖြစ်တယ်လို့လည်း SHRF ကထောက်ပြထားပါရဲ့ရှင် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အာတမရဒေါ်နယ်ထရမ့်စိတ်ဆက်ညှိနှိုင်းပေးထားတဲ့အပြစ်ခတ်ရစဲရေးသုံးပတ်မပြည့်ခင်မှာပဲအစ္စရေးစစ်တပ်ကဂါဇာကမ်းမြောင်ဒေသမှာတိုက်ခိုက်မှုအသစ်တွေကိုပြန်ပြီးတော့စတင်လိုက်ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့အကြားပေါ့လေအော်တိုဘာလ10ရက်နေ့ကစတင်ခဲ့တဲ့အပြစ်ခတ်ရစဲရေးကိုချိုးဖောက်တယ်လို့သူတပြန်ကိုတပြန်ပေါ့ဆွဆွဲရင်းနဲ့အစ္စရေးကတိုက်ခိုက်မှုတွေကို ပြန်ပြီးတော့စတင်ခဲ့တာပဲဖြစ်ပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့လက်အောက်ကလုံခြုံရေးဆိုင်ရာအစိုးရဝန်ကြီးတွေနဲ့တွေ့ဆုံပြီးတဲ့နောက်အင်အားပြည့်ဝတဲ့တိုက်ခိုက်မှုကိုချက်ချင်းလှုပ်ဖို့ညွှန်ကြားခဲ့တယ်လို့ကြေညာပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ Israel စစ်တပ်ကဗီဒီယိုမှတ်တမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီရုပ်သံထဲမှာတော့ Hamas တွေကမြေကြီးထဲမှာဒီဒဇာဂန်တွေရဲ့ရုပ်ကျွင်းတွေကိုမြုပ်နှံနေတာကိုကမ္ဘာကျက်ချေနေအတင်းကြီးကိုမြင်အောင် င်းပြတ်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီလုံရက်ကို နေရန်ယာဟုကအပြစ်ခတ်ရဆေးကိုချိုးဖောက်တာ ဖြစ်တယ်လို့စွပ်စွဲပါတယ်။ဟာမတ်စ်တွေကတော့အစ္စရေးရဲ့ဒီစွပ်စွဲချက်တွေဟာအခြေမြစ်မရှိဘဲလူထုအမြင်ကို လွဲမှားစေတယ်လို့ဆိုပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကပ်ကတော့ကြေညာချက်တစ်ခုထဲမှာဟာမတ်စ်တွေအနေနဲ့ပေါ့လေဂါဇာမှာရှိတဲ့အစ္စရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့အတွက်နဲ့တေဆုံးသွားပြီးဖြစ်တဲ့ဒဇာကန်တွေကို ပြန်ပေးဖို့ပြက်ကွက်တဲ့အပေါ်မှာ အများကြီးအဲဒီကြီးမားတဲ့တံခိုးကိုပြန်ပြီးတော့ပေးရမယ်လို့တတိပေးထားပါဗျာ တရုတ်နိုင်ငံနဲ့အာဆီယံတို့အကြားလွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ်မှာအစစ်မြင့်ထားတဲ့လုံထုံးလုံနည်းတွေကိုသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးတာကိုတော့မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလုပ်ခဲ့ကြတာပါလက်မှတ်ရေးထိုးပွဲကိုတရုတ်ဝန်ကြီးချုပ်အာလီချန်ပြီးလို့ရှိရင်မလေးရှားဝန်ကြီးချုပ်အန်ဟွာအိဗရာဟန်ပြီးရင်ဗီယက်နမ်ဝန်ကြီးချုပ်အာဖန်မင်းချင်ထိုင်းဝန်ကြီးချုပ်အနုထင်နဲ့တခြားအာဆီယံခေါင်းဆောင်တွေကတက်ရောက်ခဲ့ကြပါတယ်အသည့်ရေးထိုးလိုက်တဲ့လွတ်လပ်တဲ့ကုံသွယ်ရေးသဘောတူညီချက် version 3 protocol မှာတော့ area 6ခုပါဝင်ပါတယ်အဲ့ဒီ area တွေထဲမှာဒီ digital နဲ့အစိမ်းအောင်စီးပွားရေးကုန်ပစ္စည်းပေးသွင်းမှုလမ်းကြောင်းဆက်သွယ်မှုနောက်ပြီးတော့စံချိန်စံညွှန်းတွေနည်းပညာထိန်းချုပ်ရေးအကောက်ခွန်လုံထုံးလုံနည်းတွေကုန်သွယ်မှုချောမွေ့စေရေးအာရှင်ပြိုင်မှုစားသုံးသူကာကွယ်ရေးနောက်ပြီးတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုပံ့ပိုးရေးနဲ့နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစတာတွေပါဝင်တာဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်မှာကုန်သွယ်မှုအကန့် ်သက်တွေကိုဖယ်ရှားဖို့အမေရိကန်ရဲ့တိုးမြင့်လာတဲ့ကုံသွဲကွန်တက်ရောက်မှုတွေရော့နေစေဖို့စတဲ့ရည်ရွယ်ချက်တွေပါဝင်တာဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေဟာလက်တလုံးမှာအမေရိကန်နဲ့နိုင်ရှင်ရင်ပေါ့လေတရုတ်နိုင်ငံနဲ့ကုံသွဲမှုတန်ဖိုးကပိုကြီးမားနေတာလည်းဖြစ်ပါတယ်။ဒီသဘောတူညီချက်လက်မှတ်ရေးထိုးတာကိုအမေရိကန်သမ္မတအာဆီယံထိပ်သီးအစည်းအဝေးကနေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတကတော့ကုံသွဲကွန်တွေန ဲ့ပတ်သက်လို့မလေးရှား၊ထိုင်း၊ကမ္ဘောဒီးယားနိုင်ငံတွေနဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးသွားခဲ့ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတစ်ပုဒ်ကတော့ဒီဗီယက်နမ်မှာပိတ်ဆို့ခံထားတဲ့ BBC သတင်းတောက်တယောက်ရဲ့အကြောင်းမှာ BBC ကသူ့ရဲ့သတင်းတောက်တွေတဲကတယောက်ဟာ လာပေါင်းအတော်ကြာတဲ့အထိဗီယက်နမ်နိုင်ငံတဲကနေထွက်ခွင့်မရတဲ့အတွက် အလေးအနက်ကိုပေါ့လေလေးလေးနက်နက်ကိုအများကြီးစိုးရိမ်နေလို့သတင်းထုတ်ပြန်ပါတယ်။ VN နိုင်ငံသား BBC သတင်းထောက်တစ်ယောက်ဟာ VN နိုင်ငံမှာရှိတဲ့သူ့ရဲ့မိသားစုနဲ့ပြန်တွေ့ဆုံဖို့အပြင်သူ့ရဲ့ဒီနိုင်ငံကူးလက်မှတ်ပေါ့လေတက်တန်းတူဖို့သွားခဲ့တာဖြစ်ပါတယ်။သူ့ကိုဗီယက်နမ်အာဏာပိုင်တွေကထိန်းသိမ်းထားပြီးတော့ရပ်ပေါင်းများစွာမေးခွန်းတွေမေးမြန်းခဲ့တယ်လို့ BBC ကပြောပါတယ်။ BBC ကအဲ့ဒီသတင်းထောက်ကိုနိုင်ငံတွေကချက်ချင်းပြန်ထွက်ခွင့်ပြုပြီးတော့နိုင်ငံကူးလက်မှတ် ကတက်တန်းတိုးပေးဖို့နဲ့တိုးပေးဖို့အတွက်ပေါ့လေဗီယက်နမ်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်အင်ကာနေရတော့ဗီယက်နမ်ကွန်မြူနစ်ပါတီကအထွေထွေအတွင်းရေးမှူးတိုလမ်ကအင်္ဂလန်ဝန်ကြီးချုပ်နဲ့တွေ့ဖို့ရှိနေခဲ့ပါတယ်ဒါကြောင့်ဗြိတိန်မှာရှိတဲ့အဖွဲ့အစည်းတွေဟာ BBC သတင်းထောက်ကိုပြန်လွတ်ပေးဖို့အတွက်ဝန်ကြီးချုပ် Kel Starman ကဒီဗီယက်နမ်အာဏာပိုင်တွေကို တောင်းဆိုပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ် တဲ့င်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။